ARI တိုင်းတွင်းပြန်လည်ဝင်ရောက်ပြီးစီးရေဖော်ဆောင်ဖို့အသစ်ထက်မှန်စုဖွဲ့ထားတဲ့ ARI ဒေတာပြည်သူ့ကာကွယ်ရေးတမတော် Local PDF တင်နန်းစင်မွဲကိုပြီးခဲ့တဲ့ဇွန်လ3ရက်ကပြုလုပ်ခဲ့ပါတယ်။ ARI PDF ရဲ့အမှတ်စဉ်တင်နန်းကိုမကွေးတိုင်းတွင်းရှိလွန်မြောက်နယ်မြေတနေရာမှာပြုလုပ်ခဲ့တာဖြစ်ပြီးလက်ရှိ ARI တိုင်းမှာရှိနေတဲ့တိုင်းသားလက်နက်ကိုင်တွန်လိုင်းအဖွဲ့ EAWS တွေနဲ့မဟာမိတ်ဖွဲ့ပြီး ARI တိုင်းတွင်းဝင်ရောက်မယ်လို့သိရပါတယ်။ ချင်းနဲ့မကွေးအဆက်မှာစုဖွဲ့လေ့ကျင့်မှုတွေပြုလုပ်နေပါတယ်။တရင်တရင်ပြည်တာနဲ့ AR တိုင်းကိုဝင်ရောက်ပြီးစီးရေဖော်ဆောင်မှုတွေလုပ်မှာပါ။ရှေးလမှာတင်နန်းမှတ်စင်တွေထပ်ဆဖို့ရှိပါမယ်လို့ AR Local PDF တာဝန်ခံဆိုင်းဝေလင်းက AR Times ကိုပြောပါရတယ်။အဲဒီစစ်တင်နန်းစင်မွဲကိုတင်နန်းသားတင်နန်းသူစုစုပေါင်း86ရောက်နဲ့တင်နန်းဆင်းခဲ့တာဖြစ်ပြီးလာမယ့်ဇူလိုင်လမှာ AR PDF စစ်တင်နန်းအမှတ်စဉ်နှစ်ကိုဆက်လက်ဖွင့်လှစ်သွားမယ်လို့သိရပါရတယ်။ ARD တိုင်းထွက်တွန်းလမ်းမှာဖြစ်တာကြောင့် ARD Local PDF လို့အမည်ပေးထားကမကြာခင်မှာ ARD တိုင်းတွင်းရှိတွန်းလိုင်းတပ်ဖွဲ့တွေနဲ့လက်တွဲပြီးတိုက်ပွဲဝင်သွားမယ်လို့ ARD Local PDF တာဝန်ခံစီကသိရပါတယ်။ ARD တွက်ပဲမို့ ARD လို့ခေါင်းစဉ်တက်တာပါဝင်းကြီးဌာနနဲ့လည်းချိတ်ဆက်မှုရှိပါတယ်အချိန်တခုရောက်ရင်ဝင်းကြီးဌာနအောက်ကို ပြန်ဝင်ဖို့အစီအစဉ်ရှိပါတယ် ARD တိုင်းမှာရှိတဲ့တွန်လိုင်းတက်ဖွဲ့တွေနဲ့လည်း မကြာခင်မှာလက်တွဲပြီးတိုက်ပွဲဝင်သွားမယ်လို့ AR Local PDF တာဝန်ခံကိုဆိုင်ဝေလင်းကပြောပါရယ်။ဒါအပြင် AR Local PDF တပ်ဖွဲ့အနေနဲ့လက်ရှိနယ်မြေခံပြည်သူတွေရဲ့လိုအပ်ချက်တွေကိုကူညီဆောင်ရွက်ပေးနေပြီး AR တိုင်းတွင်းကို ပြန်လည်ရောက်ရှိလာပါကလက်နက်ခဲရဲ့လိုအပ်ချက်တွေကိုကူညီပေးနိုင်ဖို့လည်းအတိပေးပြောဆိုထားပါရယ်။ကျွန်တော်တို့ AR တိုင်းမှာရှိတဲ့ရဲဘော်အဖွဲ့အစည်းတွေနဲ့ ငကိုတဲကကျွန်တော်တို့တသွေးတဲ့တသားတဲ့ဒိုးတူပေါင်းပတ်လုတ်ခဲ့တာလည်းဖြစ်တယ်။ဒဇင်ထောင်တာမဟုတ်ပဲ ARD တိုင်းမှာရှိတဲ့တွန်လိုင်းအဖွဲ့တွေအင်အားကောင်းစေခြင်းနဲ့ကျွန်တော်တို့သွန်းချင်တဲ့အရာလေးတွေရှိလို့ပါလို့ ARD Local PDF တာဝန်ခံကိုဆိုင်ဝေလင်းကဆိုပါတယ်။ ARD တိုင်းတွင်းရှိမြို့နယ်ချို့မှာရက်ွက်ကြေးရွာအုပ်ချုပ်ရေးမှုတွေနဲ့ ခြေကောင်စီတက်တို့ပူပေါင်းပြီးလူငယ်ချို့ကိုအကြောင်းမကြားပဲတွားရောက်ခေါ်ဆောင်ပြီးအခြားဒေသတွေကိုစစ်မှုထမ်းအစာထိုးဖြင့်ရောင်းချနေတယ်လို့သိရပါဗျ။ပြည်ကနေမေလာအစပိုင်းကနေစတင်ပြီးရက်ွက်နဲ့ခြေရွာတွေမှာစစ်မှုရန်အစားထိုးဖို့အတွက်ငွေယူပြီးစစ်တင်နှံတက်ဖို့လက်ခံမဲ့သူရှားပါလာတာကြောင့်အခုလုံပြုလုပ်လာခြင်းဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။စစ်မှုထမ်းပါတယ်ဆိုပြီးလာခေါ်တယ်။နောက်၃ရက်လောက်ကြာမှမိဘတွေကိုငွေလာပေးတယ် ဘဲရွာမှာလူလိုလို့သူ့ကိုထဲလိုက်ရတယ်ဆိုပြီးပြောတယ်။တင်းနှန်းစင်ရှေ့တန်းမထွက်ရတဲ့နေရာထားမဲ့ဆိုပြီးဂရီးပေးတယ်။မိမတွေကတော့ငိုယုံပဲတက်နိုင်တယ်လို့ကန်ကြီးတော်မြို့နယ်ကဒေသခံတူက ARD Times ကိုပြောပါရယ်။ပြီးခဲ့တဲ့မေလကုန်နဲ့ဇွန်လအစပိုင်းမှာလည်းပသိမ်မြို့နယ်ကလူငယ်နှုတ်ကိုရက်ကွက်အုပ်ချုပ်ရေးဖွဲ့ကလာရောက်ခေါ်ဆောင်သွားပြီးအခြားကျေးရွာတွေကစစ်မှုရန်အစာထိုးဖြစ်ပို့ဆောင်ပြီးမိမတွေကိုငွေကြေးလာရောက်ပေးတယ်လို့လည်းသိရှိရပါရယ်။ စစ်ကောင်စီကရှေတန်းစစ်မြေပြင်ကိုပို့ဆောင်ဖို့တပ်ဖွဲ့ဝင်အင်အားလုံလောက်မှုမရှိတော့တဲ့အတွက် ARR တိုင်းပါဝင် တိုင်းနယ်ပြည်နယ်ချို့ကလူငယ်တွေကိုအကြောင်းမျိုးမျိုးပြပြီးအတမဝင်ရောက်ဖမ်းဆီးမှုတွေပုံမှုလုံဆောင်လာတယ်လို့သိရပါတယ်ရှင်။ပလတ်စတစ်ညဉ့်ဉန်းမှုထိန်းချုပ်နိုင်ရေးအတွက်မျိုးသားအဆင့်ပလတ်စတစ်စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်ထုတ်ပြန်မယ်လို့စစ်ကောင်းဆောင်ကပြောပါရယ်ဇွန်လ9ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးခန်းနာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအမျိုးသားဆင်ပလတ်စတစ်စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ် National Plastic Action Plan မူကြမ်းကိုဂျပန်အာဆီယံပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေရဲ့ဤပညာအထောက်ပံ့နဲ့2023ခုနှစ်မှာရေးဆွဲခဲ့တာဖြစ်ပြီးအခုချိန်ထိထုတ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။ပလတ်စတစ်ညဉ့်ဉန်းမှုကိုလျှော့ချပြီးပြည်တွင်းရှိပလတ်စတစ်ကိုပြန်လည်ပြုပြင်ထုတ်လုပ်တဲ့ ရီဆိုင်ကယ်လုပ်ငန်းတွေအကောင်းလာစေဖို့နဲ့ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကြောင်းအန်နမပဝင်းကျင်ညဉ့်ညမ်းမှုကိုတားဆီးကာကွယ်နိုင်ဖို့လိုအပ်တယ်လို့၎င်းကဆက်ပြောပါရယ်လက်ရှိမှာပလတ်စတစ်စွန့်ပစ်အမိုက်တွေဟာမျိုးရင်းနေရာတွေမှာအလွယ်တကူတွေ့မြင်နေရပြီးအမိုက်ပုံးထားရှိမှုနည်းပြီးစီကံမဲ့အမိုက်ပစ်သူပိုများလာတာကြောင့်မျိုးတန့်ရှိအမိုက်စနစ်တာဝန်ယူထားတဲ့ရန်ကုန်မြို့တော်စီမံတာယာရေးကော်မတီရဲ့လုပ်ငန်းတာဝန်ပေါ်ရော့တယ်လို့ရန်ကုန်မြို့ကံတွေစီကသိရပါရယ် ဒါအပြင်တစ်ခါသုံးပလတ်စတစ်ဆွန့်ပစ်ပစ္စည်းတွေအတွက်စီမံခန့်ခွဲမှုဆိုင်ရာစွမ်းဆောင်ရည်မြင့်တင်တာပလတ်စတစ်ဆွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနဲ့ဆက်ဆက်ပြီးမူဝါဒတွေနဲ့ကွာအချက်တွေရှိတယ်လို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနစီကသိရပါဗျ။ရှေးပြေးစီမံကိန်းပိုင်းလော့စီတီအဖြစ်ရန်ကုန်မြို့မှာဆွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာအချက်လက်တွေကောက်ယူထားပြီးပသိမ်မြို့နဲ့မော်လမြိုင်မြို့တွေမှာအချက်လက်ကောက်ယူမယ်လို့လည်းအဲ့ဒီဌာနစီကသိရပါဗျ။ စီကောင်စီကပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်တဲ့မြို့နှစ်မြို့နဲ့ဆက်ယုံစုပေးရမှာမန္တလေးတိုင်းညောင်ဦးမြို့ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံမြို့နဲ့တာစီမြို့နယ်ရှိ Great Success Energy Company Limited 30မဂါဝတ်နေအောင်ကြီးစွမ်းအင်3လျှက်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းတို့ကရရှိခဲ့ပါတယ်။တန်မြူတန်လူမျိုးရေးတက်မတော် TNL ကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူသမရနိုင်ငံတန်မတ်ကြီး Mrs. မာဂျာကစေကောင်စီရဲ့ဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုလာရောက်တွေ့ဆုံပြီးလူညုံရေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့စေကောင်စီကဖော်ပြပါတယ်။စေကောင်စီကာကွယ်ဝန်ကြီးနဲ့တရုတ်တန်မတ်ကြီးတို့ကမနေ့ကဇွန်လ6ရက်နေ့ကနေပြည်တော်မှာတွေ့ဆုံခဲ့ပြီးအဲ့ဒီလိုတွေ့ဆုံရမှာမြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကြားကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု နိုင်ငံနေဆက်ဒေသတည်ငြိမ်ရေးနဲ့လူညုံရေးဆိုင်ရာကိစ္စရပ်တွေငလင်ဘေးဒဏ်အပြီးပြန်လည်ထူထောင်ရေးကိစ္စရပ်တွေမှာပါဝင်ကူညီနိုင်ရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့သိရပါတယ်။မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲ့မှာပါဝင်တဲ့ TNL ကရှမ်းပြည်နယ်မြောက်ပိုင်းမှာစီးရအောင်မြင်မှုတွေရရှိကာ စေကောင်စီထိန်းချုပ်ရာဒေသအများစုကိုတိုက်ခိုက်သိမ်းပိုက်ထားပေမဲ့လက်ရှိမှာတရုတ်နဲ့စစ်ကောင်စီတို့ရဲ့ဖိအားပေးခံနေရတယ်လို့ဇွန်လ9ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ TNLA ကထုတ်ဖော်ပြောကြားထားပါတယ်။ဒါအပြင်စစ်ကောင်စီဟာ TNLA ထိန်းချုပ်ထားတဲ့နောင်ချိုကြောင်မဲတီဘောမိုးကုတ်နဲ့မိုးမိန်မြို့နယ်တွေကိုပြန်လည်ရယူဖို့စူးစမ်းနေတယ်လို့လည်းသိရပါတယ်။ တရုတ်ဆိုရဟာပြီးခဲ့တဲ့ဧပြီလတွင်းကကိုကန့်ကျက် MNDA ထိန်းချုပ်ထားရာလာရှိုးမြို့ကိုစစ်ကောင်စီစီပြန်လည်ပေးအပ်ဖို့ကြောင်းဝင်ညှိနှိုင်းပေးခဲ့ပြီးလာရှိုးမြို့မှာတရုတ်ဆိုရညှိနှိုင်းရုံဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ပထဝီအနေထားအရမြန်မာနိုင်ငံမှာ၎င်းတို့ရဲ့အကျိုးစီးပွားများစွာရှိနေတဲ့တရုတ်ဆိုရကစစ်ကောင်စီနဲ့တွေ့ဆုံမှုမြောက်ပိုင်းတပ်ဖွဲ့တွေနဲ့တွေ့ဆုံမှုတွေကိုမကြာခဏပြုလုပ်နေပြီး တိုင်းသားလက်နက်ကင်တွန်လိုင်းတက်ဖွဲ့ EOS တွေကိုဖိအားပေးလိရှိပါတယ်။ပြီးကြတဲ့နှစ်2029စစ်စင်ရေးမှာမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘွဲ့ဖြစ်တဲ့ကိုကန့်တက် MNDA တန်းတက် DNLA နဲ့ရခိုင်တက်တော် A တို့ကရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့ပေါင်း20ကျော်ကိုသိမ်းယူနိုင်ခဲ့ပါတယ်။ပြီးကြတဲ့ဘက်ကနေဆက်တျှောက်စီရေးထိတ်တိုက်တွစ်ဆုံမှုဖြစ်ပွားပြီးနောက် ဓာတ်ရိုက်ဆွေးနွေးမှုပြုလုပ်ရေးတွန်းအားပေးဖို့ထိုင်းနိုင်ငံကကမ္ဘောဒီးယားနိုင်ငံကိုတိုက်တွန်းလိုက်ပါတယ်ဖြစ်စဉ်နဲ့ပတ်သက်လို့အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ရဲ့စီရင်ချက်တရက်ကြိုးပမ်းမယ်လို့ကမ္ဘောဒီးယားဆိုရကပြောပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်တွေဟာမေလ28ရက်ကအငင်းပွားနေဆက်မှာအပြန်အလှန်ပစ်ခတ်ခဲ့လို့ကမ္ဘောဒီးယားစစ်သားတဦးသေဆုံးခဲ့ပါတယ်။ ICJ ရဲ့စီရင်မှုကိုအတိမတ်မပြုကြောင်း နှစ်နိုင်ငံစလုံးဟာပြည်ထနာကိုဖြည့်ရှင်းမဲ့နှစ်နိုင်ငံလမ်းကြောင်းတွေရှိပြီးဖြစ်ကြောင်းထိုင်းဆိုရကထုတ်ပြန်ချက်တစ်ခုမှပြောပါရယ်ကမ္ဘောဒီးယားဆိုရဟာအစောပိုင်းကအငင်းပွားမှုတွေကိုဖြည့်ရှင်းမဲ့လက်ရှိလုံထုံးလုံနည်းတွေမှာကန့်သက်ချက်တွေရှိနေတယ်လို့ဆိုက ICJ မှာတိုင်ချက်ဖွင့်မယ်လို့ကြေညာခဲ့ပါရယ်ငြိမ်းချမ်းနဲ့အဖြစ်တစ်ခုရှာဖွေဖို့နှစ်နိုင်ငံစလုံးကကြိုးပမ်းနေပြီးအချုပ်ချာအာဏာကိုကာကွယ်ဆောင်ရှောက်ဖို့ကတိပြုထားတယ်လို့ထိုင်းနဲ့ကမ္ဘောဒီးယားကပြောပါရယ် ထိုင်းနဲ့ကမ္ဘောဒီးယားဟာပိုင်နက်နယ်မြေပြဿနာတွေရှိလင်ကစားပြီးခဲ့တဲ့နှစ်တွေအတွင်းနီးကပ်တဲ့တန်တမန်ဆက်ဆံရေးရှိခဲ့ပါတယ်။တမရဒေါ်နယ်ထရန့်ရဲ့အခွန်ပြတ်တောက်မှုဥပဒေကြောင့်မဟာမိတ်ဟောင်းအီလွန်မတ်စ်နဲ့ခါးသီးတဲ့အချင်းများမှုရှိနေပေမဲ့ဒေါ်နယ်ထရန့်ကအီလွန်မတ်စ်နဲ့ဆွေးနွေးဖို့စိတ်ဝင်စားဘူးလို့အင်ဖြူရတာဝန်ရှိသူတူကတောက်ကြနေမှာပြောကြားခဲ့ပြီးနှစ်ဦးကြားဖုံးပြောဆိုဖို့အစီအစဉ်မရှိဘူးလို့ဆိုပါတယ်။ ကမ္ဘာအာဏာအရှိဆုံးခေါင်းဆောင်ဒေါ်နယ်ထရန့်နဲ့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မတ်စ်တို့ဟာအကြီးအကျယ်အချင်းများကဲ့ရာနီးကပ်တဲ့မဟာမိတ်ပြုမှုအဆုံးသတ်သွားခဲ့ပါတယ်။အစိုးရစွမ်းဆောင်ရည်မြင့်တင်ရေးဌာနအကြီးအကဲဖြစ်ကဆွန့်ခွာခဲ့တဲ့အီလွန်မတ်စ်ကဒေါ်နယ်ထရန့်ရဲ့အခွန်ဖြတ်တောက်မှုအသုံးစရိတ်ဥပဒေကိုရှုံချခဲ့ပါတယ်။ အီလွန်မတ်စ်ကအဆိုပါဥပဒေဟာအမေရိကန်နိုင်ငံကိုကျွေးမြီဒေါ်လာ36တသမ1ထရီလီယံရှိလာနိုင်စေတယ်လို့ဆိုပြီးကန့်ကွက်ချိန်မှာဒေါ်နယ်ထရန့်ကနှုတ်ဆက်ခဲ့ပါတယ်။အီလွန်မတ်စ်ကိုအလွန်စိတ်ပြတ်မိတယ်လို့ဒေါ်နယ်ထရန့်ကကြာတာပရင်းနေမှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ ကျွန်တော်မပိုင်ရင်ဒေါ်နယ်ထရန့်ကရွေးကောက်ပွဲမှာရှုံးနိမ့်မှာဖြစ်ပါတယ်လို့ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာဒေါ်နယ်ထရန့်နဲ့အခြား Republican တွေကို ထောက်ခံဖို့ဒေါ်လာတန်300နီးပါးသုံးစွဲခဲ့တဲ့ Elon Musk ကရေးသားခဲ့ပါတယ်ဒေါ်နယ်ထရန့်ရဲ့ Twin ကုံစီးချက်ခွန်ကောက်ခံမှုလက်မှတ်ရေးထိုးမှုကြောင့် American နိုင်ငံဟာအခုနှစ်နှောင်းပိုင်းမှာစီးပွားရေးကျဆင်းလာနိုင်တယ်လို့၎င်းကဆိုပါတယ်